မှန်တမ်းဆိုရင်တော့ကျွန်တော် smartphone တွေကို compression လုပ်ပေးတာနည်းနည်းလေးရှားတယ်အထူးသဖြင့်ဒီလိုမျိုးမတူညီတဲ့ OS သုံးထားတဲ့ဖုန်းတွေမှာဆိုရင်ကျွန်တော်တိတ်ပြီးတော့ compression လုပ်ပေးလို့မရှိဘူးအဲဒါပေမဲ့ဒီတစ်ခေါက်ကျတော့ကျွန်တော်ဒီဖုန်းနှလုံးကိုတပြိုင်တည်းအခီးသွားနေတဲ့တောက်လျှောက်မှာအတူတူအသုံးပြနေတာရယ်နောက်ပြီးတော့ကျွန်တော်ဒီ iPhone 7 Pro Max ဆိုရင်လည်းလက်ထက်မှာအချိန်ကြာဆန်းခွင့်ရတာတဲ့အကြောင်းဒီဖုန်းနှလုံးတွေကရွေးမယ်ဆိုရင်သူအဆင်ပြေအောင်ဒီနေ့ဗီဒီယိုလေးကိုလုပ်ပေးလိုက်တာတခုကြိုပြီးတော့စကားခဏကျင်တာဒီဗီဒီယိုအတွက် sponsor ဆိုလို့ iPhone 7 Pro Max ကို review နဲ့ကူညီပေးထားတဲ့ဖုန်းပါပဲရှိပါတယ်။ကျန်တဲ့ဘယ် brand စီကမှကျွန်တော် တပြားတစ်ချက်မှစပွန်ဆာမယူထားဘူးဆိုတာလေးကိုလည်းကြိုပြီးတော့အသိပေးချင်ပါတယ်။ဖုန်းမှာမှာတော့ဒီဖုန်းနှလုံးစလုံးကိုရောင်းပါတယ်။တကယ်လို့ကွာဖုန်းနေ gadget တွေဝယ်ချင်တယ်ဆိုရင်ကျွန်တော် caption မှာတက်ရပေးထားတဲ့ဖုန်းမရဲ့ Facebook စာမျက်နှာဒါမှမဟုတ်ကျွန်တော်ဒီမှာ link ပေးချပေးထားပါတယ်။ဒီ link ကိုရှာပြီးတော့တွားရဝယ်ယူအပ်ပေးလို့ရပါတယ်။ပြီးတော့နောက်တစ်ချက်ကဒီ video က iPhone sampling pro max အတွက် review video လို့သတ်မှတ်ချင်တယ်သတ်မှတ်လို့ရပါတယ်။ဘာလို့လဲဆိုတော့ဒီ video မှာ iPhone sampling pro max ကိုကျွန်တော်ဆန်းကြရရဲ့ experience အကုန်လုံးထည့်ပြီးတော့ပြောပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ အရင်ဆုံးဒီဇိုင်းပိုင်းဒီနေရာမှာတော့ရှင်းတယ်ပေါ့နော်ကျွန်တော်တို့တူးတယောက်ချင်းစီရဲ့အမြင်တွေကတူကြမှာမဟုတ်တဲ့အတွက်ဒီဖုန်းတွေအပေါ်မြင်တဲ့ဒီဇိုင်းပိုင်းအမြင်တွေကလည်းတူကြမှာမဟုတ်ဘူးဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောသွားမယ့်ဒီဇိုင်းပိုင်းကကျွန်တော်တူးတယောက်တည်းအမြင်ကိုပဲအဓိကထားပြီးတော့ပြောသွားမှာဆိုတော့ဒီဒီဇိုင်းပိုင်းလို့ပြောလိုက်တာနဲ့ဒီဖုန်းနှလုံးကကျွန်တော်ဒီတစ်ခေါက်ရှင်းကြည့်လိုက်တာနဲ့ရှင်းရှင်းလင်းလင်းကိုကိုပြပြဖြစ်သွားတယ်ဗျာဒီ Galaxy S25 Ultra ကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ဘာလို့လဲဆိုတော့ဆက်ပြဲဖြစ်တဲ့အရင်တော့ဒီဇိုင်းကိုအပြောင်းလဲမလုပ်ထားဘူးဆိုပေမဲ့ ကြည့်လိုက်တဲ့ Samsung ရဲ့ဒီဖုန်းတလုံးမှန် consistent ဖြစ်ဖြစ်နဲ့ထွက်လာတဲ့ဖုန်းတလုံးမှန်တည်တာလေပြည်ဒီ iPhone 7 Pro Max ဒီကတော့ဘယ်လိုပြောရမလဲအထူးသဖြင့်ဒီအယောင်ပေါ့နော်ကင်ထားရင်လူကြည့်ခံတဲ့အယောင်ဆိုပေမဲ့ personally ဒီအယောင်ကိုကျွန်တော်လက်ထက်မှာနှစ်ပတ်ကျော်လောက်ထိကင်သွားပြီးရဲ့အချိန်မှာကျွန်တော်ကင်ထားတဲ့ဖုန်းကိုကြည့်ရဲ့လူတွေလောက်ပဲဒီဖုန်းရဲ့အယောင်ကိုသဘောကျရင်ကြားလိမ့်မယ် impression တခုရှိရင်ရှိသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီအယောင်ကြီးကိုရိုးလာရဲဆိုတော့ခံစားချက်ကိုရတယ်နောက်ပြီးတော့အထူးသဖြင့်ဒီနောက်ကျောဘက်ကနှစ်ယောင်ခွဲပေးလိုက်တာပေါ့နော်ဒီအောက်ဘက်က massive နေရာမှာတက်ရောက်ဒီဘောဘက်မှာတုံးပေးထားတဲ့အလူမီနီယံယူဒီဘောဒီမှာတက်ရောက်ဒီညောင်နေရောင်ကလည်းဘလို့မှကျွန်တော်မျက်စိထဲမှာ light fat တင့်တယ်နေရလို့မခံစားဘူးပေါ့နော်အဲဒီနေရာမှာတော့ကျွန်တော်အဲဘလို့ပြောမလဲဒီဖုန်း first impression လောကတော့ပေးတော့ပြောပေးပြောပေးခဲ့တယ်လို့မျိုးပဲ silver color လေးကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ပြီးဒီ camera housing design ကအရင်တော့ iPhone camera housing design လို့ကျွန်တော်ပို့ပြီးသဘောကျတယ်ဒီနေ့မှာ battery ပိုကြီးလာတာတွေ camera sensor ပိုကြီးလာတာတွေ vapor chamber တွေအတွက်ကြောင့် ီကောင်လေးရဲ့ကင်မရာဟောင်းစင်းနဲ့ဆိုင်ဒီလိုဘေးဘက်ကိုချဲ့လိုက်ရတယ်ဆိုပေမဲ့လည်းကျွန်တော်မျက်စိထဲမှာတော့ဒါကြီးကအသားမကျနေသေးလို့လားတော့မသိဘူးဒီ iPhone 7 Pro Max ရဲ့ဒီဇိုင်းထက်ဆိုင်တော့ကျွန်တော်ဒီ Galaxy S25 Ultra ဒီဇိုင်းလေးကို personally ပိုသဘောကျတယ် ဒါပေမဲ့ hand feeling ဘိုင်းမှာကြတော့ဒီ iPhone 7 Pro မှာဆရာ hand feeling ဘိုင်းကပို့ပြီးတော့ဂိုင်းကိုကောင်းတယ်ပေါ့နော်အထူးသဖြင့်ဒီ aluminum unibody တုံးပေးလိုက်တဲ့အပြင်ပေါ်မှာဒီ base pad တွေကိုသူတေချာလေးပြန်ပြီးတော့လုံးပေးလိုက်တာလေ aluminum unibody ဖြစ်သွားတဲ့အတွက်ဒီ frame နဲ့နောက်ကျောဘက်တွေရှေ့ဘက်တွေမှာဆက်ရည်မရှိနေတော့တာတွေကဖုံးဝင်ကန်ရတာပို့ပြီးတော့ကောင်းသွားတဲ့အရသာတစ်ခုရစီတယ်ဗျာအထူးသဖြင့်ကျွန်တော် iPhone 7 Plus ကိုကန်ခဲ့လိုက်သေးတယ်အဲ့ဖုံးကိုကန်ခဲ့ရတဲ့အရသာမျိုးဒီဖုံးမှာပြန်ရတယ်ပြီးတော့ဒီ အထဲမှာ vapor chain မှာထည့်ပြလိုက်တဲ့အတွက်ကျွန်တော်ကိုင်းနဲ့ထောက်လျှောက်လုံးမှာပေါ့နော်ကာဗာမတက်ပဲကိုင်းနဲ့ထောက်လျှောက်လုံးမှာလည်းဖုန်းရဲ့အပူကတိတိတသားလက်ကိုပူလာတဲ့ခံစားချက်မျိုးမပေးဘူးအဲ့အလေးကိုကျွန်တော်တော်တော်သဘောကျတယ်ဒီ Galaxy S25 Ultra ကတော့ထုံးစံတိုင်းပဲဒီအောက်ဘက်မှာ rounded edge design ကိုလုပ်ပြီးတော့လုပ်ပြလိုက်တယ်ဆိုပေမဲ့လည်းဒီအောက်ကတောင်းကကျွန်တော်တို့လက်ကိုကြကြကိုင်းတဲ့အခါမှာ pressure တစ်ခုပေးတဲ့ခံစားချက်မျိုးရတယ်ဆိုတော့ hand feeling ဘက်မှာတော့ iPhone 7 Pro Max ကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ဆိုတော့နောက်တစ်ပိုင်းအကြမ်းခံတဲ့အပိုင်းဒီနေရာမှာတော့ အဲဒီ aluminum uni body ရောလည်းနည်းလေး weak ဖြစ်တဲ့ဘက်ကိုရောက်သွားပြီပေါ့နော်တခြားဘက်ကျွန်တော်ဗီဒီယိုတွေမှာလည်းမြင်ပါလိမ့်မယ်ဒီအလွယ်တကူအပွန်းအဆင်းထင်တဲ့ပြဿနာကတော့ဒီ aluminum သုံးတဲ့ဖုန်းတွေမှာကျွန်တော်အများထပ်ပြီးတော့တွေ့နေအောင်ပါပဲဒီ Galaxy S25 Ultra ကတော့ရှင်နေဘေးဘက်က titanium frame ဖြစ်တာရယ်နောက်ကျဘက်မှာ glass သုံးထားတာရယ်နဲ့တွက်လိုက်မယ်ဆိုရင်တော့လေဒီကောင်လေးကနည်းနည်းပို့ပြီးတော့အကြမ်းခံမယ်လို့မျှော်လင့်ကြတယ်ပေါ့နော်ပြီးဒီအရှိတ်ဘက် glass ကိုကြာတော့ဒီ Galaxy S25 Ultra မှာကြာတော့ Corning Gorilla Glass ကိုမှဒီ Armor 2လို့မျိုး Glass ကိုသုံးပေးထားတယ်ဒီ iPhone 7 Pro Max မှာကြတော့ Ceramic Sheet 2 Glass ကိုသုံးပေးထားတယ်ဆိုတော့ဒီနေရာမှာတော့အရင်ကွာနေမှာမဟုတ်ဘူးဆိုတော့ဒီ design ဘက်နဲ့ပတ်သက်ပြီးတော့ကိုကဘယ်လို design ကိုပိုကြိုက်လဲကိုက hand feeling ကောင်းတဲ့ phone ကိုရွေးချင်တာလား design ပို့လိုက်တဲ့ phone ကိုရွေးချင်တာလားအပေါ်မူတည်ပြီးတော့ကိုတိုင်းစိတ်ချက်ဆုံးဖြတ်လို့ရလိမ့်မယ်နောက်တစ်ချက်က display ဒီနေရာမှာတော့ဒီ phone နှလုံးစလုံးကအရင်ကြီးတော့မကွာနေဘူးအထူးသဖြင့်အရွယ်အစားအတူတူပဲ နှလုံးစလုံးက6.9 inches တင်နေပဲကြာမယ်။ဒီ Samsung Galaxy S25 Ultra မှာကျတော့ကျွန်တော်တို့ Dynamic AMOLED 2H ကိုသုံးပေးထားတယ်။ 120Hz ATPO panel ပေါ်မှာကျွန်တော်တို့ brightness အနေနဲ့ဆိုရင်2300 nitty ရှိလိမ့်မယ်။ဒီ iPhone 7 Pro Max မှာကျတော့ကျွန်တော်တို့ ATPO Super Retina HDR OLED display ကိုသုံးပေးထားတယ်။သူလည်းပဲအဲ promotion နဲ့နာမအောင်မှာသူ့ရဲ့ brightness ကကျတော့3000 nitty ဖြစ်သွားလိမ့်မယ်။ တော့တကယ်အရေးကြီးတဲ့ display အစိပ်ပိုင်းတွေမှာတော့ဒီဖုန်းနှလုံးစလုံးကအတူတူပဲလို့ပြောလို့ရတယ်။ဒါပေမဲ့ brightness မှာကျတော့ဒီ iPhone 17 Pro Max က auto usage တွေမှာနည်းနည်းလေးမတိမတာထိုးကောင်းနေပေါ့နော်။ပြေကျွန်တော်ဒီ display ပိုင်းနဲ့ပတ်သက်ပြောနေတယ်ဒီထက်ပိုပြီးဒီ day scene နိုင်မယ်ဆိုရင်ပထမအချက်က resolution ပြဒီ Galaxy S25 Ultra မှာကြာတော့ကျွန်တော် Quad HD resolution နဲ့ဓာတ်လိုက်မယ်အဲအောင်မှာကျွန်တော် pixel အနေနဲ့ဆိုရင် 1440x3120 pixel တိရှိသွားလိမ့်မယ် ဒီ iPhone 17 Pro Max မှာကျတော့ तू က1320 into 2868 pixel နဲ့လာမယ်အဲ့ဒီအတွက်လည်းတလက်မချင်းစီမှာပါတယ် pixel per inch မှာကျတော့ Galaxy S25 Ultra မှာကျတော့498 pixel တိရှိသွားပြီးတော့ဒီ iPhone 17 Pro Max မှာကျတော့ 460ppi တိပဲရှိနေမယ်ဒါအတိတာလားဆိုရင်တော့လည်းနှလုံးအရင် sensitive ဖြစ်တဲ့သူတွေလောက်ပဲတိတာမှာဆိုပေမဲ့လည်းဒီဖုန်းနှလုံးကိုကျွန်တော် comparison လုပ်တာဖြစ်နေတဲ့အတွက်ထည့်ပြီးတော့ပြောပြလိုက်ရအောင်ပေါ့နော် နောက်တစ်ချက်ကကျွန်တော်တကယ်ဒေတုတွေ use မှာကြတော့ဒီ Samsung ရဲ့ Galaxy S25 Fire display ကိုနည်းနည်းလေးပိုသဘောကျရပိုပြီး color vivid ဖြစ်တယ်လို့ခံစားရရတယ်။နောက်ပြီး anti reflective coating ပေါ့နော်ဒီဖုန်းနှလုံးစလုံးမှာတုံးပေးလာတယ်ဆိုပေမဲ့လည်းမနစ်ခရေကတုံးလာတဲ့ဒီ Samsung ရဲ့ anti reflective coating ကိုတော့ဒီ iPhone Samsung Pro Max မှာမမီသေးဘူးလို့တော့ပြောလို့ရတယ်။ So overall display ပိုင်းကိုကျွန်တော်ဒီ detail စီတေချာလေးစင်ပြီးတော့ စမ်းကြည့်တဲ့အခါမှာတော့ဒီ Samsung Galaxy S25 Ultra ရဲ့ display ကိုပို့ပြီးတော့သဘောကျတယ်။အဲ့တော့ဒီဖုန်းနှလုံးစလုံးမှာအရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ performance ဒီနေရာမှာတော့ flagship phone တွေဖြစ်တဲ့အတွက်သုံးလို့မရတဲ့ update ဆော့လို့မရတဲ့ gain တွေဆိုတော့ရှိမှာမဟုတ်ဘူး။ဒါပေမဲ့ compromise ဖြစ်နေတဲ့အတွက်ကျွန်တော် raw performance ဘယ်လောက်စီထွက်လဲသိအောင်လို့ benchmark တွေစမ်းပေးထားတယ်။ iPhone 17 Pro Max မှာကြာတော့ကျွန်တော် raw performance နဲ့မှာ Antutu အတွက်ဆိုရင်အတွက်23သိန်းကျော်တိရမယ်။ Key basic မှာ single core က3664နဲ့ multi core က9564တိရမယ်။ ီ Galaxy S25 Ultra မှာကြာတော့ Antutu မှာ28သိန်းကျော်ထိရသွားတယ်ဒါပေမဲ့ Gaming Stick မှာဆိုရင် single core က3000နဲ့ Mali core က9400ထိရမယ်ဆိုတော့တစ်လုံးနဲ့တစ်လုံးကအရင်ကြီးတော့မကွာနေဘူးလို့ပြောရမယ်နောက်တစ်ချက်ကတော့ software ပိုင်းပေါ့နော်အဒီများမလို့ဒီချားစီဖြစ်သွားပြီတစ်လုံးကသုံးတာ iOS တစ်လုံးကသုံးတာ Android ကိုမှသူ့ရဲ့ skin အုပ်ထားတဲ့ OneUI အိတ်နဲ့လာမှာဆိုတော့ဒီနှလုံးကိုကျွန်တော်စမ်းပြီးသုံးကြည့်အခါကျတော့ဟို iOS ရဲ့ဒီ iOS 26ရဲ့ liquid glass တွေကလည်းအခုတော်တော်လေးကိုသေသေတက်တက်ဖြစ်လာရပါတော့တော်တော်ကြီးကိုလှလာရလို့ပြောလို့ရတယ်။ဒါပေမဲ့ဒီ Galaxy S25 Ultra မှာကျတော့သူ့ရဲ့ setting တွေပါညာကျတော့ရိုးရှင်းလွယ်ကူပြီးတော့သုံးရတာအဆင်ပြေပက်ကိုတွားထားရပါတော့။ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာတစ်ခုရှိရယ်ကိုက iOS 3နေရာနဲ့ Android ပြောင်းသုံးလိုက်မယ်။ Android 3နေရာနဲ့ iOS ပြောင်းသုံးလိုက်မယ်ဆိုရင်တော့လေအရင်ကျွန်တော်မတိုက်တွန်းချင်ဘူး။ကျွန်တော်ဒီမှာလာမေးလာပြောကြရတဲ့သူတွေများတယ်။အာ ငါဟို iOS ကြီးကင်ရတာကြာလာလို့ပြင်းလို့ Android ပြောင်းလိုက်တယ်ဒါပေမဲ့အစင်မပြေလို့နှစ်ပတ်နဲ့ပြန်ရောင်းလိုက်ရတယ်ဆိုတဲ့ဟာမျိုးကြီးလည်းတွေ့ရတာများတယ်ဆိုတော့ဟိုကိုကတော့ဒီ UI တွေကိုသုံးမယ်ဆိုရင်တော့နည်းနည်းလေးသေချာလေးတစ်တည်းဝင်ဝင်လေးလာပြီးမှ UI တစ်ခုနဲ့တစ်ခုပြောင်းဖို့စဉ်းစားပါလို့ကျွန်တော်အကြံပေးခြင်းနဲ့ကျွန်တော်ဘယ်ဟာပို့သဘောကျလဲဆိုတော့ကျွန်တော်က iOS ကိုနယ်ပို့ပြီး prefer ဖြစ်တယ်အထူးဖြစ်သူရဲ့ ecosystem ကကျွန်တော်တို့အဆင်ပြေနေစေတာဟုတ်ဒါပေမဲ့တကယ် software ဘိုင်းနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အပိုင်းအဓိကအပိုင်းကအခုမှလာမှာအဲ့ဒါဘာလဲဆိုတော့ AI ပေါ့နော် Apple Intelligent Glassy AI ဒီညမှာတော့ဟိုပြက်ပြက်တသားအဖြေအားထွက်တယ်ဗျာ Glassy AI ကတိတိတသားကြီးကိုကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေတယ်အထူးသဖြင့်ကျွန်တော်တို့ဒီ Gemini က ChatGPT သုံးထားတဲ့ Apple intelligent နဲ့ရှင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတာကိုတွေ့ရတယ်ဆိုတော့ဒီညမှာတော့ AI က Galaxy S25 Ultra ညာကြီးသုံးလို့ပို့အဆင်ပြေတယ် Show me nearest Thai restaurant ဒီမှာသူကတော့သုံးခုပြပေးပေါ့နော် Okay restaurant Thai ထုံယိုဒီဟာစားတော့ကုန်နဲ့ရွှေထိတ်မှုကာထကဖေးတဲ့ဆိုတော့ဒီ၃ခုကိုသူကပြပေးရဲ့ဒါကတော့ Apple Intelligence က ChatGPT နဲ့ပေါင်းထားတဲ့ဟာပါ Show me nearest Thai restaurant Here are the nearest Thai restaurants to you. Discovery Thai food. 0.3 miles. Address 39 Uyen Street, Yangon. So, အဲတော့ဂျမနိုင်းကတော့59 4ဂျမနိုင်းကတော့အများကြီးပူရှာပေးနိုင်တယ်ပေါ့နော်။ Okay အဲ့တော့ကင်မရာဒီညမှာလည်းဒီဖုန်းနှလုံးကဘယ်ဖုန်းကပိုကောင်းပါလဲဆိုပြီးတော့ပြောရခက်တဲ့အခက်အခဲဆုံးအပိုင်းလို့ပြောရင်မမအောင်ပေါ့နော်ဆိုတော့ဒီ Galaxy S21 Ultra မှာကျတော့ကျွန်တော်တို့ရတော့မကပါစက်မိတ်တမ်းမကပါစက်တယ်လီ 50 megapixel battery ကုန်နဲ့50 megapixel f/1 နဲ့လာမယ် iPhone 7 Pro Max မှာကြတော့40 megapixel triple camera setup နဲ့လာမယ်ဆိုတော့ first thing first ကျွန်တော်တို့ ultra wide လေးနဲ့ပဲစလိုက်အောင်ဒီနေရာမှာတော့ Galaxy S25 Ultra ကိုပိုသဘောကျတယ် daylight တွေမှာမသိတာဘူးဆိုပေမဲ့ကျွန်တော်လိုလိုက်တွေကိုအနေထားမျိုးမှာဆိုရင် iPhone 7 Pro Max ဆက်ရိုက်တဲ့ ultra wide တဲ့ the Galaxy S25 Ultra နဲ့ရိုက်တဲ့ ultra wide ကပို့ပြီးတော့ noise လည်းနိုင်တယ်ဒီသေးစေဒီနာရီပို့ထွက်တာကိုသတိထားမိရဲ့ပြီးတော့ main camera main camera မှာကျတော့ကျွန်တော် iPhone 7 Pro Max ကိုနည်းနည်းလေးပို့သဘောကျရဲ့ဘာလို့လဲဆိုတော့ Galaxy S25 Ultra ရဲ့ရိုက်လိုက်တဲ့ပုံတွေက main sensor နဲ့ရိုက်တဲ့ပုံတွေကလက်တော့အပြည့် soft ဖြစ်တဲ့ဘက်ကိုရောက်သွားရဲ့ color နည်းနည်း ကျသွားရပေါ့နော်အဲ့ဒါ Galaxy S23 မှာတော်တော်ကြီးကိုကျွန်တော်သဘောကျိုက်မှာ24 25နှစ်ခုဇက်တိုင်းမှာနည်းနည်း color soft ဖြစ်တဲ့ဘက်ကိုပြန်အောင်သွားတာကိုကျွန်တော်သတိထားမိရဲ့အဲ့ဒီတော့ main sensor မှာကိုကျွန်တော် iPhone 17 Pro Max ကိုပို့ပြီးတော့သဘောကျတယ်ဒီလိုပြောလိုက်လို့လည်း iPhone 17 Pro Max က color တွေအရင်ဆိုဆိုတော်တော်ဖြစ်နေတာမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်အမြင်ရဆိုရင်တော့ iPhone 17 Pro Max ကအပြင်မှာမြင်ရတဲ့အရောင်နဲ့ပို့ပြီးတော့နီးနီးဆက်ဆက်ဆင်တဲ့အရောင်ဒီပါသူကထုတ်ပေးနိုင်တယ်လို့ပြောချင်တာ ောက်တစ်ချက်ကတော့ tele sensor ဒီနေရာမှာတော့ဟို၄နှစ်လောက် tele sensor နဲ့ပတ်သက်ပြီးတော့အားဆိုင်လာတဲ့ဖုန်းနဲ့ဒီနှစ်မှ tele sensor ကိုပို့ပြန်ပြီးတော့အားဆိုင်လာတဲ့ဖုန်းနဲ့ရှင်းမယ်ဆိုရင်တော့လေအဖြေကပြတ်ပြတ်သားသားထွက်သွားရပါတော့ဆိုလိုချင်တာ iPhone 7 Pro Max မှာပါလာတဲ့ 4S optic နဲ့ရိုက်လိုက်တဲ့ပုံနဲ့ Galaxy S25 Ultra မှာဟိုပါလာတဲ့ 3S optic ရိုက်လိုက်တဲ့ပုံတွေက quality အရင်မကွာသွားဘူးအဲ့လိုမျိုးပဲ AA optical နဲ့ရိုက်လိုက်တဲ့ပုံနဲ့ 10x optical ရိုက်လိုက်တဲ့ပုံကလည်းအရင်မကွာသွားဘူးအထူးသဖြင့်ကျွန်တော် 20x လောက်ထိရိုက်လိုက်တဲ့ပုံတွေတော်တော်များများမှာတော့အရင်မကွာသွားဘူးဆိုပေမဲ့ ဒီထက်ပိုပြီးတော့ဇွန်ကိုဆွဲလိုက်မယ် digital ဇွန်ကိုဆွဲလိုက်မယ်ဆိုရင် အလင်းရောင်မကောင်းရင်မကောင်းသလား iPhone 7 Pro Max က details ကျော်သွားတာပိုပြီးတော့သိတာပဲပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ digital ဇွန်ကို iPhone 7 Pro Max မှာအများဆုံး 40HD ပဲဆွဲလို့ရမယ် Galaxy S25 Ultra မှာကျွန်တော်အများဆုံး 100HD ဆွဲလို့ရမယ်ဒီနေရာမှာတော့ tele sensor နဲ့ပတ်သက်ပြီးတော့ကျွန်တော် Galaxy S25 Ultra ကိုပို့ပြီးတော့သဘောကျတယ် ဆိုတော့ဒီစံဆိုင်နဲ့ပတ်သက်ပြီးတော့အချင်းချုပ်ပြန်ပြောပြရမယ်ဆိုရင် Ultra Wide မှာ Galaxy S25 Ultra ကိုသဘောကျတယ်။ main စံဆိုင်မှာကျတော့ iPhone 17 Pro Max ကိုသဘောကျတယ်။သဘောကျတယ်ဆိုတော့ခုနကလိုမျိုးပေါ့နော် color မှန်တဲ့အပြင်သူ့ရဲ့ photographic style အတုံးလို့အစီအပြေအကြောင်းလည်းပါလိမ့်မယ်။နောက်ကျွန်တော်တို့ tele sensor မှာကျတော့ Samsung ရဲ့ Galaxy S25 Ultra နဲ့ကျွန်တော်ပို့ပြီးတော့သဘောကျတယ်။ဆိုတော့ဒီဖုန်းအနေနဲ့ကျွန်တော်ဓာတ်ပုံရိုင်းတော့မယ်ဆိုရင်များသောအားဖြင့်က ဒီ Galaxy S25 Ultra ကိုပဲကျွန်တော်ထုတ်ပြီးတော့ရိုက်ပစ်တာများတယ် wait photo ပိုင်းနဲ့ပတ်သက်ပြီးတော့မပြီးသေးဘူးကြံသေးရဲ့အဲ့ဒါဘာလဲဆိုတော့ selfie camera selfie camera မှာဆိုရင်တော့ဒီနေ့ iPhone 7 Pro Max မှာ18 megapixel selfie camera ကိုတွန်းလာတယ်စင်ဆာအသစ်ပေါ့နော်အဲ Galaxy S25 Ultra မှာကြောက်ကျွန်တော်အရင်တော့20 megapixel စင်ဆာကိုပဲဆက်ပြီးတော့တွန်းလာတယ်ဒီနေရာမှာတော့ iPhone 7 Pro Max ရဲ့ selfie camera အပြတ်အသက်ကိုတာတယ်အထူးသဖြင့်ကျွန်တော်ခုနပြောသလိုပဲလိုလိုက်လို့အနေထားမျိုးတွေမှာ Galaxy S25 Ultra ရဲ့ selfie camera တော်တော်လေးလက်သွားတာကိုတတိထားမိရပေါ့နော် iPhone 7 Pro Max ရဲ့ selfie camera ကြောက်လိုလိုက်လို့အနေထားမျိုးမှာတော်တော် ်ကောင်းတာတဲ့အပြင်ကျွန်တော်တို့အဲ focal lens အနေနဲ့ဆိုရင်လည်း 20mm တည်းရရဆိုတော့ကျွန်တော်တို့တော်တော်လေးလဲ wide ဖြစ်သွားတယ်အဲ့တော့မှဒီနေ့အစ်စ်ပါလာတဲ့ center stage feature ပေါ့နော်ဆိုတော့ကျွန်တော်တို့ဖုန်းကိုဟိုဒီလိုမျိုးပဲကင်ထားပြီးတော့ landscape ရော portrait ရောရိုက်လို့ရတဲ့ဟာကတော်တော်ကြီးကို convenience ဖြစ်တယ်ဆိုတော့ selfie camera နဲ့ပတ်သက်ရင်တော့ iPhone 7 Pro Max ကပိုကောင်းတယ်နောက်တစ်ခုကတော့ selfie camera ပေါ့နော် selfie camera ကကျွန်တော်တို့ဘယ်လိုပြောမလဲ camera quality ကတော့ကျွန်တော်က selfie ရိုက်နေကြသူမဟုတ်တဲ့အတွက်တိတ်ပြီးတော့ အရန်ကောင်းသလားမကောင်းသလားတော့မပြောတော့ဒီဗီဒီယိုကြည့်လိုက်ပေါ့နော်အဲတခုရှိတာကတော့ဒီကျွန်တော် vlog ရိုက်တဲ့သူတွေအတွက်သူက selfie camera နဲ့ပတ်သက်ပြီးတော့အဆင်ပြေအောင်လုပ်ပေးလိုက်တာတခုတော့ရှိရဲအဲ့ဒါဘာလဲဆိုတော့ ratio ကိုကျွန်တော်တို့ဖုန်းကိုဒီလိုတွေဒီလိုတွေပြောင်းကင်စရာမလိုပဲနဲ့နှိပ်လိုက်အောင်နဲ့ပြောင်းလို့ရအောင်လုပ်ပေးလိုက်တာပေါ့နော်အဲ့ဒါတွေကတော့တော်တော်ကြီးကို convenience ဖြစ်သွားစေတဲ့ features လို့အမြင်နေတယ် အရင်တုန်းကထွက်ထားပြီးသား iPhone တွေကိုပါပေးနေတော့ပိုကောင်းမယ်ဒါပေမဲ့ပြောလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီနေ့က selfie camera hardware ဘက်မှာလည်းအပြောင်းအလဲလေးတွေထုတ်ထားတယ်ဆိုတော့ ဆိုတော့ video recording ဘက်ကိုသွားလိုက်အောင်ဒီ iPhone 7 Pro Max မှာကျတော့ Pro Raw နဲ့ရိုက်လို့ရတယ်လို့ဒီ Galaxy S25 Ultra မှာကျတော့လည်းကျွန်တော် Galaxy Lock လိုမျိုးတော်တော်လေးအဆင်ပြေ feature တွေပါလာပြီးရိုက်ကြည့်ရတဲ့လောက်ဆိုရင်တော့လည်းကျွန်တော်အလင်းတော်တော်လေးကောင်းတဲ့နေရာမှာဆိုရင် Galaxy S25 Ultra ကိုနည်းနည်းလေးပို့ပြီးတော့သဘောကျရပါတော့နော်ဒါပေမဲ့ပြဿနာတစ်ခုရှိတာဒီ Galaxy S25 Ultra ကျွန်တော် Lens အကုန်သုံးမိုက်သုံးလိုက်သုံးလိုက်မယ်ဆိုလို့ရှိရင်ဒီ Lens အကုန်ရဲ့ color consistent မဖြစ်ဘူး ဆိုလိုချင်တာ extra white နဲ့ရိုက်လိုက်တဲ့ color ကနည်းနည်းလေးပို့ပြီးရင်းရင်းနေမယ်ဖြောင်းဖြောင်းနေမယ်အဲ့ဒါနဲ့ကျွန်တော် main sensor နဲ့ရိုက်လိုက်တဲ့ color သွားပြီးတော့မတူနေဘူးခုနကပြောလိုမျိုးပေါ့နော် glossy logic ကိုတောက်လျှောက်ဖွင့်ပြီးရိုက်မယ်ဆိုရင်တော့တမျိုးပေါ့နော်ဒါပေမဲ့ i hope sample pro max မှာကြာတော့အဲ့လိုမျိုးပြဿနာမရှိဘူးဘယ်ဘယ်လမ်းဆက်ပဲရိုက်ရိုက်တွေ့ရတဲ့ color က consistent ဖြစ်ဖြစ်လေးထွက်လာတယ်ဆိုလိုချင်တာကျွန်တော်အချိန်တိုင်းတော့အငယ်တန်းလိုလိုဒီ pro raw တွေ glossy logic တွေတော့ကျွန်တော်ဖွင့်မရိုက်ဖြစ်တာအကြောင်းလဲပါလိမ့်မယ်ဆိုတော့တကယ်လို့ဖွင့်ရတဲ့သူဆိုရင်တော့ဒါပါပြဿနာမှရှိမှာမဟုတ်ဘူးပေါ့နော် ဒါပေမဲ့တခုရှိတာ iPhone 17 Pro Max မှာမပါတဲ့ 8K video recording ကို Galaxy S25 Ultra မှာရရနေပြန်တယ်။ဆိုတော့ဒီ video recording ဘက်မှာကြာတော့ဘာတဲ့ပြန်ကြားတယ်ပြန်ပဲပေါ့နော်။ဆိုတော့ဗျာဟိုဒီဖုန်းနှလုံးစလုံးကတစ်လုံးနဲ့တစ်လုံးအကျက်သက်တာနေပါလို့ပြောဖို့ခက်တယ်။တချို့နေရာလေးမှာ iPhone 17 Pro Max ကတာတယ်။တချို့နေရာလေးမှာ Galaxy S25 Ultra ကတာတယ်။ဆိုတော့ကျွန်တော်ပြောလိုက်တဲ့တာရယ်ဆိုတဲ့အချက်ကကိုသုံးမယ်ဆိုတဲ့အချက်နဲ့ကိုက်ညီနေရယ်ဆိုရင်တော့အဲ့ဒါကိုစဉ်းစားပြီးတော့ ရွေးရမှာပေါ့နော်ဆိုတော့ကျွန်တဲ့နေရာရဲ့မှာလည်းဒီအတိုင်းပဲတလုံးအားအာတနေတဲ့အချိန်မှာတလုံးအားနေနေတဲ့မျိုးလေးဆက်ပြီးတော့ရှိနေသေးတယ်ပေါ့နော်ဥပမာအနေနဲ့ဆိုရင်ကျွန်တော် Galaxy S25 Ultra ရဲ့ Face and Lock Security ဘက်မှာကျွန်တော်သုံးလို့သိအဆင်မပြေဘူးအဲ့တော့ကျွန်တော် Fingerprint and Display Fingerprint ကိုသုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော် Screen Protector ကို Original ဝယ်သုံးတာမဟုတ်ဘူး Original ဟာကိုဝယ်ကတ်တာမဟုတ်ဘူးဆိုရင် fingerprint ကတိတ်ပြီးတော့အဆင်မပြေနေနေဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့အမြဲလို့လို့အနောက်ချက်ဖြစ်စေအချက်တစ်ခုတည်းမှာပါတယ်ဒီ iPhone 7 Pro Max မှာကြတော့ under display fingerprint မပါပါနဲ့သူရဲ့ face sensor က security လည်းကောင်းတယ်လို့သုံးရတယ်တော်တော်ကြီးကို convenience ဖြစ်တယ်ဒါပေမဲ့ဒီ Galaxy S25 Ultra မှာကြတော့ S Pen လိုမျိုးပေါ့ S Pen လိုမျိုးပေါ့တော့မဟုတ် S Pen လိုမျိုးပါလာတာကကျွန်တော်တို့ဓာတ်ပုံ editor ပဲဖြစ်ဖြစ်ပုံအသေးစိတ် editing လုပ်တာပဲဖြစ်ဖြစ်ဗီဒီယို editing ကိုခုနောက်ပိုင်းလုပ်တာပဲဖြစ်ဖြစ် note တွေအဲ့လိုတကူရေးမှတ်ရတာပဲဖြစ်ဖြစ်အဲ့လိုနေရာမျိုးတွေမှာကြတော့လေဒီ Galaxy S25 Ultra ပို့ပြီးတော့သွားကောင်းနေပြန်အောင် ဆိုကျွန်တဲ့အပိုင်းလေးမှာဆိုရင်တော့လေ audio ဒီနေရာမှာလဲဘယ်ဖုန်းကပို့တာပါလဲဆိုပြီးတော့ပြောဖို့ခက်တဲ့အချက်တွေမှာပါတယ်ဖုန်းနှလုံးသားက audio ဘက်မှာတော့အရင်ကြီးမကွာနေဘူးအတူတူပဲလို့ကျွန်တော်ကတော့ဒီနေရာမှာသတ်မှတ်လိုက်ခြင်းနဲ့ပြီး battery number စအရဆိုရင်တော့ iPhone 7 Pro Max က physical sim ပဲပါတဲ့အလုံးမှာဆိုရင် 4000mAh 32mAh ဒီပါလာမယ်အဲ့တော့မှ eSIM အလုံးတွေမှာဆိုရင် 5088mAh ဒီပါလာမယ်ဆိုလိုချင်တာကကျွန်တော်တို့ eSIM only အလုံးတွေမှာ iPhone တွေက battery ပိုများရယ်ဆိုတဲ့သဘောဒီ Galaxy S25 Ultra မှာကျတော့သူက5000 mAh ပါလာမယ်ဆိုတော့ဒီဖုန်းနှလုံးစလုံးကကျွန်တော်စမ်းကြည့်ရဲ့ on screen တိုင်းအရဆိုရင်တော့၈နိုင်ရနဲ့၉နိုင်ဝန်းကျင်လောက်ထိခံတယ်ဆိုတော့တကယ်ကို on screen တိုင်းတော်တော်ကြီးကိုရတဲ့ဖုန်းတွေထဲမှာပါတယ်အထူးသဖြင့် iPhone 7 Pro Max ကတိတိတသားလေးပို့ပြီးတော့အားခံတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် game gaming test လုပ်တဲ့အပိုင်းနေ အဲနောက်ပြီးတော့ဒီ benchmark run နဲ့အပိုင်းနေမှာဆိုလို့ရှိရင်ဒီ Galaxy S25 Ultra ကျွန်တော်ခြင်ထားတာနည်းနည်းကြာနေရဲ့အတွက်ကြောင့်လားတော့မသိဘူးသူကနည်းနည်း battery drain ဖြစ်တာပုံမြန်တယ်ဆိုတော့ဒီနေရာမှာတော့ iPhone 7 Pro Max ရဲ့ battery ကနည်းနည်းလေးပိုပြီးတော့အားခံတယ်လို့ပြောရမှာပေါ့နော်ပြီးတော့အားတွင်းတဲ့နေရာမှာကျတော့ဒီဖုန်းနှလုံးသလုံးကအရင်ကြီးတော့မကွာနေဘူး YouTube 50% 20 minute ကနေ30 minute ဝင်ကျင်လောက်ထိပဲရှိနေမယ် number 6အရတော့ကွာနေကွာမှာပေါ့နော် ဟို35ဝက်ပဲရတာဟို45ဝက်ပဲရတာဟိုဒါပေမဲ့တကယ်တကယ်အသွင်းကြီးရဲ့အခါကျရင်တို့ကပူတဲ့အခါမှာဟိုဝက်ကိုရှော့ချလိုက်တာပေါ့ဘာလို့သူအထဲမှာလုပ်ပေးတဲ့ optimization တွေကအရင်ကောင်းနေဆိုတော့ဘာတိနှလုံးစလုံးရဲ့အသွင်းနဲ့အချိန်တွေကအရင်ကြီးမကွာနေဘူး Okay so the Galaxy S25 Ultra နဲ့ iPhone sampling Pro Max ရဲ့ compression video ကတော့ဒီလောက်ပဲတကယ်တမ်းဒီ video ကကျွန်တော်အခုကြည့်နေတဲ့သူတွေအတွက်ဘယ်ဖုန်းကတော့ပိုကောင်းပါတယ်အဲ့ဒါပဲဝယ်လိုက်လို့ပြောတဲ့ video တခုတော့မဟုတ်ဘူး ဆိုတော့ကိုကဘာကိုသုံးတက်လဲကိုသုံးတက်လဲဆိုတဲ့အပိုင်းကကျွန်တော်ပူကောင်းပါရဲ့လို့ပြောရဲအပိုင်းနဲ့ kait ညီနေမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းနှလုံးထဲကရွေးရတာပို့ပြီးအဆင်ပြေလိမ့်မယ်လို့ပဲပြောရင်အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ